Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့အခုလီယိုတို့ September လာကုန်ပြီးတော့ October လာတဲ့ကူပြမီဖြစ်တယ်ဆိုတော့လီယိုတို့ Autumn season ကိုရောက်တော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ Autumn season Libra season ဖြစ်တယ် October ရဲ့ first week ဆိုတော့ weekly weekly အပတ်တိုင်းတင်ဆက်ပေးနေကြရာဒီဘာတပတ်တာသတင်းစကား reading ပြန်လည်တင်ဆက်ပေးဖို့အလဲရောက်လာပြီးဖြစ်ပါတယ်ဆိုတော့ဒီ reading ကဒီ video clip က October 10ရက်နေ့ကနေ October 10ရက်နေ့ထိအကျုံးဝင်ပါမယ်ဆိုတော့ရာသီဘွားတပတ်တာလို့ပြောလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီဘွား zodiac signs တခုချင်းစီအလိုက်လေဝတီတီတီထိုက်တဲ့ message ကို short read short message short guidance ပုံစံမျိုးဖတ်ပြီးသွားမှာဖြစ်တယ်မိမိရဲ့ sun sign တခုတည်းမှာမဟုတ်ဘူးမိမိရဲ့ moon sign rising sign နဲ့လည်း match လုပ်ပြီးတော့ clip လေးတွေကိုခွဲပြီးတော့နားထောင်လို့ရမယ်ဒါအမာခံပရိသတ်တွေအပတ်တိုင်းကြည့်ရှုနေကြ fancy subscriber စီဆိုလို့ရှိရင်တော့မစိမ်းတော့ဘူးအားလုံးရင်းနှီးနေပြီးသားဖြစ်မယ်လို့လို့ယုံကြည်တယ် so raw leo aries to pisces ပေါ့เนาะတခုချင်းစီလိုက် leo တင်ဆက်ပေးမှာဖြစ်တယ် okay ထုံးစံအတိုင်းပေါ့နော် let's start with aries အဲ့တော့ aries ရာသီဘွားတွေအတွက်ကိုအဲလာမယ့် october 10ရက်နေ့ကနေ10ရက်နေ့ကဘယ်လို energy မျိုးဖြစ်မလဲကြည့်ကြမယ်နော် Oh, cut for Aries. အဲရီစီအတွက်ကတော့မတင်မကြတဲ့အင်မတန်မှ mood swing ဖြစ်မဲ့ရတဲ့တစ်ပတ်ဖြစ်တယ်ဒီတစ်ပတ်တာကာလအတွင်းမှာအရေးကြီးတဲ့ကိစ္စဘယ်ကိစ္စမဆိုဆောင်ရွက်လို့မကောင်းသေးဘူးအာဒီတစ်ပတ်ကိုခဏ skip လုပ်လိုက်တာကောင်းမယ်လို့လီယိုခံစားရတယ်ကို့အတွက်အဲမှားယွင်းတဲ့ရွေးချယ်မှုတွေမှားယွင်းတဲ့ decision တွေချတဲ့ချမိတတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့စိတ်ကူးရဲ့အတိုင်းအပြင်မှာတထီရတဲ့ဖြစ်ဖို့ဒီတစ်ပတ်ကခန့်နေလိမ့်မယ်အလုတ်ကိစ္စပဲဖြစ်ဖြစ်အခြေအကျကိစ္စပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲမှာ အာဒီအရာလေးကတော့အဆင်ပြေလောက်တယ်ဒီအရာလေးကတော့အောင်မြင်လောက်တယ်ကိုယ်စိတ်ကူးတွေကအတိုင်းပဲဖြစ်မယ်လို့မျှော်လင့်ထားတယ်မျှော်လင့်လေလေအဲအဲ့ဒီအရာ ဖြစ်ဖို့ဝေးလေလေဖြစ်တတ်တယ်အဲ့တော့တပတ်လောက်ကတော့နည်းနည်းဗျာများနေလိမ့်မယ်အဲရီစီအတွက်ကကြတော့နိအဲ့ဒီအတွက်ကြောင့်မို့လို့အဲနေမြဲတိုင်းနေလုံမြဲတိုင်းလုံးဆရာရှိရအလုပ်တွေလုပ်ပြီးဖြတ်တန်းသွားတာကောင်းတယ်တပတ်ဆောင်ပါနော်အာမဟုတ်လို့ရှိရင်ကိုရွေးချယ်လိုက်တဲ့အရာတွေမှန်တယ်များမှားနေတတ်တယ်ကိုနဲ့မကြိုက်တာမျိုးတွေ ဖြစ်တတ်တယ်တဲ့နော်ဆိုတော့ဒါ every seed ရ message ဖြစ်ပါတယ်အဲ့တော့စိတ်ကိုဂယူဆိုင်ပါစိတ်ချမ်းမာယူလဲဂယူဆိုင်ပါလို့စိတ်ကိုပျော်အောင်နေပါနော် every seed okay all right Taurus ကိုကြည့်မယ် Samurai rising ကျောင်းဝင်မယ် what's going to be your week October 1st week ပေါ့နော် DNA ညာနေရှိရနေတီ Taurus တွေအတွက် energy ကိုကြည့်မယ် one card and then the two card ိုက်သည့်အတိုင်းရေးရမယ်။ Torres ရဲ့အတွက်တဲ့ကိုကပညာသင်တာပဲဖြစ်ဖြစ်နော်ငွေချင်းရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ်ကိုရဲ့စိတ်ထဲမှာမလုတ်ချင်တဲ့ဟာမရက်ချင်တဲ့ဟာအဆုံးမသက်ချင်တဲ့အရာတစ်ခုကိုအဆုံးသက်ပြစ်လိုက်ရလိမ့်မယ်။အဲ့ဒါက relationship လည်းဖြစ်နိုင်တယ်။အလောက်ကိစ္စတစ်ခုလည်းဖြစ်နိုင်တယ်။ကိုကအစ်စ်တစ်ခုသွားကျင်တာဒီလိုဘလို energy မျိုးလေးခံစားရလဲဆိုဆိုကြပါစို့။လက်ရှိအလောက်တစ်ခုလုံနေရယ်စီးပွားရေးတစ်ခုစားဖို့စဉ်းစားထားတယ်။အော်လုံအလောက်လုံနေတယ်ပေါ့နော်။ ဒါပေမဲ့တစ်ဖက်မှာပညာသင်ဖို့အတွက်ကိုဒီအလုပ်ကိုရက်လိုက်ရတယ်။ဒီအလုပ်ကိုဆက်မလုပ်တော့ဘဲနဲ့ရွေးချယ်မှုတွေပြောင်းလိုက်ရတယ်။ကိုယ့်ရဲ့ပညာရေးကိုဦးစားပေးလိုက်ရတယ်။အဲဒီလိုကိစ္စမျိုးတွေဖြစ်လာဖို့ရှိရဲတဲ့နော်နောက်တစ်ခွကကြတော့ဒီတစ်ပတ်တာမှာဘာတွေကောင်းလဲဆိုတော့လေအဲပစ္စည်းဥစ္စာတို့ property ဆိုအိမ်ကြီးခြံကြီးမြေကြီးလीရောင်းလို့ကောင်းတယ်အဲကိုယ့်ရဲ့ အိတ်ထဲကကိုယ့်ရဲ့လက်ထဲကထွက်သွားလို့ကောင်းတယ်ဒီ property စီကထွက်သွားလို့ကောင်းတယ်ဆိုတာကြရောင်းထွက်လိုက်တယ်เนาะစွန်သွားတယ်ရောင်းဖို့အတွက်ကြိုးစားတယ်စပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့ငါဒီလောက်ကမလုပ်တော့ဒီ company ကိုရောင်းမယ်အဲအဲ့လိုမျိုးပေါ့เนาะအဲ့လိုစွန်တော့လိုက်တဲ့အရာတစ်ခုကကိုယ့်အတွက်ကောင်းတယ်ဘာဖြစ်လဲဆိုတော့အသစ်တစ်ခုစတင်ဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီအသစ်တစ်ခုကဘဝတက်လန်းအတွက်လည်း immediate မှာအရေးကြီးတယ်လို့တချို့ကြတော့လည်းပညာအတွက်ပါအရေးကြီးနေတာကိုတွေ့ရတယ်เนาะဆိုတော့ စွန့်လွတ်မှုတွေလောက်ရမှာရက်သက်တပဲလို့ပြောလို့ရတဲ့ Taurus ကြီးအတွက်ကကြတော့เนาะ Okay I wish you all the best Taurus Gemini ကိုကြည့်မယ်เนาะအဲ့တော့ Gemini Sun Rising coming October 1st ကနေရှစ်ကတော့ကတ်ကတ်ကြာလာပြီเนาะဒါလေးကိုယူမယ် Another cut, please, for Gemini summarizing. လိုအပ်နေတဲ့အကူအညီကိုပေးမဲ့မိတ်ဆွေကောင်းအဖော်မူကောင်းတွေတွေ့ရတပါတယ်။ Gemini နေအတွက်ကဒီဒီတပတ်တာကာလအတွင်းမှာအဲအခြေရေးကိစ္စလေးကံကောင်းနေအထူးသဖြင့်လေကိုခံစား relationship ရှိတဲ့သူတွေအိမ်ထောင်တဲ့ Gemini နေပါမယ်ပေါ့နော်။ Single ဆိုတာတစ်ကိုအနာမိတ်ဆွေကိုအနာ partner ကိုကူညီပေးတာပေါ့နော်။ဟဲမင်းဒီလိုလေးလှုပ်လိုက်အဲငါတာလီကူညီပေးမယ်။ နော်အဲနှုတ်အားဖြင့်တော်လကောင်ဝင်ငွေအားဖြင့်တော်လကောင်စိတ်ပန့်ပူးမှုအားဖြင့်တော်လကောင်ကုညီပေးလိုက်မယ်အဲ့ဒါကိုအရင်ပြုတ်ပြီးတော့ဂျမနိုင်းနေရဒီတစ်ဖက်တာကာလာအတွင်းမှာကိုလှုပ်ချင်တဲ့အလုပ်ကိစ္စနဲ့ဆက်ဆက်ပြီးတော့ဒါဒီအကူအညီကိုယူပြီးတော့ဖြစ်မြောက်အောင်လှုပ်ဆောင်နိုင်လိမ့်မယ်လို့လီယူကတော့မြင်ပါတယ်ဂျမနိုင်းနေ ဲပညာအသစ်တွေတိုးလာဖို့ရှိတယ်ဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်ကိုတင်ယူလေ့လာခြင်းနဲ့ပညာရေးသင်တန်းတက်တာတို့သင်တန်းအပ်တာတို့ချို့ချောက်ရလဲသင်တန်းရမှာမဟုတ်ဘူး online ကနေတွေ့တယ်ဒါကို learning လုပ်တယ် notes ထုတ်တယ်အဲဒီလိုမျိုးပေါ့နော်အဲကိုကိုသင်ပေးမဲ့သင်စရာမြင်စရာနဲ့တွေ့မယ်ကိုအတွက်ကလည်းဒါဟာငါဒီဒီပညာရက်တွေငါမသိသေးဘူးငါဒါတွေကို ငါတင်ယူလေးလာဝင်ရပါလားဆိုပြီးတော့စိတ်မှာကြင်နေနေလိမ့်မယ်အဲ့တော့ပညာရေးအကောင်းနေရပေါ့เนาะအဲ့တော့အတက်ပညာပိုင်းဆိုင်ရာမှာအကောင်းနေရအဲမိတ်ဆွေပိုင်းဆိုင်ရာမှာအကောင်းနေရတွေ့ရတယ်အကူအညီလည်းယူတင်တယ်လို့လီယောအကြံပေးခြင်းတယ်ပေါ့เนาะဒါအကူအညီပေးမဲ့သူရှိရဆိုလို့ရှိရင်ယူလိုက်ပါတဲ့โอเคဒါကိုရဲ့အနီးဆက်ဆုံးကိုရဲ့အနားမှာရှိရ soul mate မိတ်ဆွေလည်းဖြစ်နိုင်တယ်တဲ့เนาะဆိုတော့ Gemini လေး very very sweet all right Uh, cancer domino summarizing in general what's gonna be your week after the first to eight thank you so much well, cancer you track up လုံးစီရအလုံးအစ်စ်တစ်ခုထပ်ပေါ်လာတာငွေရလမ်းကြောင်းအစ်စ်တစ်ခုထပ်ပေါ်လာတာမျိုးတွေကြုံရဖို့ရှိပါတယ်ကိုကဘယ်နေရာမှာရင်းနှီးမြုပ်နှံရမှာလဲကိုကဘယ်နေရာမှာအလုံးလုံးရမှာလဲဆိုတာကိုသဘောပေါက်သွားတာနားလည်သွားတာเนาะဆိုတော့အာကန်ဆာအတွက်ကတော့တကယ်ကိုဟို victory victorium moments ကိုရမယ်ပေါ့เนาะဘယ်လိုပဲအရှိလာဒီမှာတိုက်ခိုက်တီအလူးလဲเนาะပြိုလဲပြီးတော့ဘယ်လိုပဲကြုံခဲ့ကြုံခဲ့ဒီတစ်ပတ်တာကာလအတွင်းမှာတော့လုံးဝကိုက ဆက် victory ပဲဒါကိုယ့်ရဲ့ victory victorious moment ပေါ့နော်တကယ်ကိုအနိုင်ရတယ်လို့ပဲနော်ဘဝရဲ့ achievement တွေဝင်လာမဲ့ရတဲ့တဲ့ဘက်ဖြစ်တယ်အဲ့တော့ဝေယလမ်းကြောင်းတစ်တီပေါ်နိုင်တဲ့လှုပ်ရှားကိစ္စအတ္တတီပေါ်နိုင်တဲ့ဒါတွေအကုန်လုံးကိုလက်ခံပြီးတော့လှုပ်တင်တယ်ဘာလို့လဲဆိုတော့ကိုယ့်အတွက်အောင်မြင်မှာကိုကဒီထက်ပို့ပြီးတော့လူတီထင်ရှားဖြစ်မှာကိုကပို့ပြီးတော့ popular ဖြစ်မှာ famous ဖြစ်မှာတချို့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ brand ပေါ့နော်တချို့ကြ personal brand ပေါ့တချို့ကြလည်းကို အစီပွားရေးလုပ်နေရပေါ့လေဒါပစ္စည်းဥစ္စာကြီး cosmetic or something ပေါ့နော် products ခုခုရောင်းနေဆိုကိုယ့်ရဲ့ကုန်ပစ္စည်းကပေါက်သွားတာမျိုးလို့လူပိုတိလာတာမျိုးတွေဖြစ်မှာအဲ့တော့ Gemini ရဲ့ week uh, sorry Cancer ရဲ့ week ကတော့တော်တော်အားကောင်းနေရအောင်ပြတယ်ပေါ့နော် okay so wish you all the best all right leo ကြည့်မယ်အဲ့တော့ sun rising leo what's gonna be your week October 1st to 8th. Leo Lee energy. Oh my gosh. One more card for Leo. Leo ရီကတော့ဆရာတဆူဖြစ်နေအောင်တွေးရတယ်ဒီတပတ်တာကာလအတွင်းမှာတဲ့ကိုကခုနပြောသလို counseling အလုပ်တွေလုပ်နေတဲ့သူမျိုးတို့ လူတွေကိုအကြံပေးရတဲ့ရှေ့နေပြီလည်းဖြစ်နိုင်တာပေါ့အကြံပေးရတဲ့ any kind of advice နော်အကြံဉာဏ်ပြည့်ဆရာဝန်လည်းပါမှာပေါ့ဆရာဝန်ဆရာဝန်မိုက် nice တွေလည်းပါမှာအဲ့လိုမျိုးအကြံဉာဏ်ပေးရတဲ့ပုံကူမျိုးတွေနော် healing လုပ်ပေးနေရတဲ့သူတွေ counseling လုပ်ပေးနေရတဲ့ consultation လုပ်ပေးနေရတဲ့ leo တွေအောင်မြင်မဲ့ရတဲ့တပတ်ဖြစ်ပါရဲ့ client တွေများလာတက်တက်ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ကိုယ့်ကိုယ့်ရဲ့ energy ကိုလိုချင်လို့ကိုယ့်စီကိုရောက်လာမဲ့အဲ client တွေ များလာဖို့ရှိပါတယ်ဒီတပတ်တာကာလအတွင်းမှာငွေကုန်ကြေးကျများတဲ့ကိစ္စလေးတွေဖြစ်ရတတ်တယ်ဒါပေမဲ့အရန်ကောင်းတယ်အဲ့ဒီကုန်ကြမဲ့ငွေရတစ်ချိန်ကြရင်ကွာ universe မှာသွားပြီးတော့ပတ်စံဆူထားတယ်လို့ပဲထုံနဲ့အထင်နဲ့ပြင်ရမှာအဲ့တော့ကုန်ကုန်လိုက်တာရင်းလိုက်ရတာကိုမနှမျောနဲ့ဒါ universe ကိုသွားပြီးတော့ bank မှာသွားဆူတယ်လို့ပဲတဲ့အဲ့တော့ဒီတပတ်တာကာလအတွင်းမှာ leo တွေ တချို့လီကိုဆိုဆက်ပစ္စည်းအသစ်တွေဝင်တာတို့ဖုန်းတို့ကွန်ပျူတာတို့เนาะအဲ့လိုမျိုးဟိုဒီလျက်စပစ္စည်းတွေ electronic appliances တွေပေါ့เนาะလျက်စပစ္စည်းဘယ်ဘယ်ပစ္စည်းမဆိုဖြစ်နိုင်တဲ့တိတိပစ္စည်းလေးရအစဒီလိုပစ္စည်းလေးဝင်လာနိုင်တယ်ဝယ်ဖို့ဆုံးဖြတ်ထားတယ်ဆိုလဲဒီတစ်ပတ်တာကာလတုန်းကဝယ်သင့်တယ်နောက်ပတ်ဒီရှိရပတ်ဒီမရွှေနဲ့နောက်လာတွေမရွှေနဲ့ဘာလို့ဆိုပစ္စည်းကောင်းလေးတွေရတတ်တယ်တဲ့เนาะ 80%လောက်ကတော့လုံးဝ more than 80%လောက်ကတော့တေးကြတယ်ပစ္စည်းအကောင့်လေးရဖို့ရှိရဲဆိုတော့ကိုကဝယ်စရာရှိရင်ဝယ်ပါတချို့လူတွေအတွက်ကကြတချို့လီယိုတွေကဝင်လာတာပေါ့နော်ဒီလိုပစ္စည်းလေးတွေကိုလက်ထဲကိုရောက်လာတာမျိုးကြီးဖြစ်တတ်ပါတယ်တဲ့ဆို your week it's so beautiful နော်အဲ့တော့လီယိုရဲ့ week ကလည်းတော်တော်လေးကိုလှနေကြအောင်တွေ့ရတယ် all right Virgo ကြည့်မယ်အဲ့တော့ Virgo Samurai it's gonna be a week for coming October 1st to October 8th. One more card. Faguri. လဲဆောင်ကဂျမ်းပုံလောက်ရမယ်ထင်ပါတယ်အလုံးမှာ တိုက်ခန်းလေးတွေရှိတယ်အပြိုင်ဆိုင်လေးတွေများနေတယ်ကိုယ်ကိုလာပြိုင်နာမျိုးရှိမယ်နောက်ဗာဂိုရီတဲ့မီတင်ဆိုရင်တတိထားမီတင်တက်ပြီဆိုလို့ရှိရင်အဲ့ဒါလူတွေနဲ့အသိအဆင်မပြေတော့ဘူးเนาะ လူတွေနဲ့တိတ်အဆင်မပြေတော့ဘူးအတော့ကိုကဒီဟာလေးတခုလှုပ်ချင်တယ်ဆိုသူတို့ကမလှုပ်ချင်ဘူးဘူကလန်တိုက်တာမျိုးတွေနော်အာဒီတပတ်တာကာလာတွေရင်ကြားစီဖို့ခက်တယ်အဲ့တော့ရင်ကြားစီဖို့ခက်တော့ဘာလို့မဆိုလဲဆုံးဝဂျမ်းပုံဆိုတဲ့ခါကျတော့တသွေးတတန်တမိန်ပေါ့နော်အဲ့တော့အမိန်ထုတ်ရတာမျိုးတို့နော်အာဒီလိုလှုပ်နေလို့တော့အဆင်မပြေဘူးဗာနင်းတို့တွေနော်ဒါကတော့ rules နဲ့လုံးဝမကိုက်ညီဘူးအဲအဲ့လိုတသွေးတတန်တမိန်ပေါ့နော်ဆုံးဖြတ်ချက်ချရတာမျိုးကြီးကြုံရတတ်ပါတယ်တဲ့နော် okay ဆိုရဲခါကျတော့ uh video ana ဗောအဲ vagory အတွက်ခါကြတော့ video ana တောင်းရမယ်ဘယ်ကိစ္စမဆိုတော့လီယောခုန meeting ဆိုတာက energy မှာပေါ်လာလို့ဖန်တာ family ကိစ္စလည်းဖြစ်နိုင်တာပဲလောဘကံမတ်တင်နဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တာပဲဟုတ်ပြီเนาะချို့ကြတော့ဟိုမှာဆီယမ် vagory ဆို duty roster ဆွဲတာတွေကတိတ်ပြီးတော့မမြတောက် fair မဖြစ်ဘူးခွင့်ရမယ့်ချိန်ကမရဘူးအဲအဲဆိုရင်ကိုက nga is too much for me ငါတော့ရမ်းများနေပြီ ။နော်အရင်လတော့ကလည်းငါပဲစင်ခဲ့ရတယ်။အရင်လတော့ကငါ duty ပေးခဲ့ရတယ်။အဲ့တော့ဒီလတော့ငါနားမယ်။အဲဒီလိုမျိုးပေါ့နော်။ငါရရပိုင်ခွင့်ကဘယ်မှာလဲဆိုတာကိုလမ်းစဝါချမ်းပုံလုံးပြီးဗီဒူအနာတုံးပြီးတော့တောင်းယူရမှာဖြစ်တယ်။အဲ့တော့ any kind of matter ဖြစ်နိုင်တယ်။ဒီတပတ်တာကာလအတွင်းမှာကြုံရလိမ့်မယ် for you နော်။ So okay, wish you all the best. Good luck. All right. Libra ကိုကြည့်မယ် Libra ရဲ့ coming October first to eight ကဘယ်လို energy မျိုးရှိမလဲ libra one more card libra ရဲ့နဲ့ပတ်သက်ပြီးတော့ဒီတပတ်တာကာလအတွင်းမှာအလုပ် interview တွေဘာတွေဖြေဖို့အလုပ်လျှောက်ထားတာမျိုးတွေရှိရင်အလုပ်ရနိုင်တယ်အလုပ် interview တွေဘာတွေအောင်နိုင်တယ်စာမွေးပွဲတွေဘာတွေဖြေလို့သိတ်ကောင်းတယ်ပေါ့နော် libra တွေတဲ့ အဲဒီတစ်ပတ်တာကာလအတွင်းမှာခยีသွားတာလို့เนาะเนาะရင်းနေကားရင်းနဲ့ဆက်ဆက်ပြီးတော့ကန်တန့်နေရာကိုတွေ့ရတယ်เนาะဟိုကခยีသွားတယ်ကားစီးတယ်သူများကားစီးရပြီကိုကားမောင်းပြီးသွားတာပဲဖြစ်ဖြစ်ပေါ့เนาะအဲဆိုကြရဲအလူကိစ္စလှုပ်ဖို့ပေါ့เนาะအလူလှုပ်ဖို့လို့ပါတော့เนาะအဲစီးပွားရေးကိစ္စကြောင့်မို့လို့เนาะအဲအိမ်အပြင်ကိုထွက်ပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စတွေ မှန်သမျှအဆင်ပြေမယ်လူခန်စားတော့အိမ်ထဲမှာကိုကိုကိုလုံနေရမှုအပြင်ထွက်ပြီးတော့မှသွားအောင်မြင်တာပေါ့နော်အဲ့တော့ library ဒီတစ်ပတ်တာကာလအတွင်းအပြင်ထွက်ဖို့လိုပါတယ် freelance job လုပ်နေရဲ့ library တော်တော်အဆင်ပြေလိမ့်မယ်ငွေကြေးကန်လည်းတော်တော်လေးအားကောင်းနေတာကိုပြရတယ်ပေါ့နော်ဆွဲကကြောက်ကိုမှစူးစောင်းထားတဲ့ငွေကြေးတစ်ခုနဲ့တခြား investment တစ်ခုကိုသွားဖို့စဉ်းစားနေရမျိုးတွေဆိုလို့ရှိရင်လေဒီတစ်ပတ်တာကာလအတွင်းမှာအာ library အဆင်ပြေပါလိမ့်မယ်တဲ့ okay Uh, what about Scorpio, Summer Rising, uh, Scorpio Retrogo, uh, Lama October? The Yan Yan is she and the team, Scorpio. Thank you so much. One more card. Scorpio season မှာ Scorpio တွေဘာတွေကိုလှုပ်ဝက်ကြံစီနေလဲတော့မသိဘူးပေါ့နော်တချို့ကြတော့ Leo စိတ်ထဲမှာခံစားရတာကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ နောက်ခံယူချက်တွေနောက်ရုပ်ပိုင်းဆိုင်ရာဒါတွေအကုန်လုံးကိုပြုပြင်ပြောင်းလဲဖို့စ조사ကြံစီနေရဲ့ Scorpio တွေတွေ့ရတယ်เนาะအေဂွန်လဲမဲ့ Scorpio တွေပေါ့เนาะပုတ်တင်ညို Chameleon Scorpio တွေပုတ်တင်ညို Tauter တွေအဲ့တော့ အိမ်မြောင်လဲပါမအီကွန်လဲတယ်ဆိုမူရီလဲပါတော့စုံနေပါပြီစကော်ပီယိုတွေအဲ့တော့အီကွန်လဲဖို့စူးစမ်းနေတဲ့စကော်ပီယိုတွေတွေ့ရတယ်ဆိုတော့ you are, you are very thirsty for change ပေါ့နော် and that that change က inward change outward change လူတွေမသိရကိုဘာလုပ်နေလဲဆိုတာလူတွေမသိရကိုရဲ့အဲတချို့ကြရတယ်ကိုလုပ်နေရအလုပ်ကိုအဲပြောင်းဖို့စဉ်းစားနေနော်တချို့ကြခုနပြောလို့ကိုယ့်ရဲ့ inner core inner self ကိုပြောင်းဖို့စဉ်းစားနေတယ် နော်ချွတ်ကြတော့ဘာသာရေးလုတ်ပြီးတော့ပြောင်းလဲဖို့စဉ်းစားနေရယ်စိတ်တန်ရာတွေကိုပြောင်းလဲဖို့ကုသဖို့စူးစမ်းနေတယ်ဘသူမှမသိရအောင်ကြည်လိုက်လို့ရှိရင်သူကစိတ်တန်ရာရှိရယ်လို့လည်းမထင်ရဘူးအေးဆေးဆေးပြပြပပနေရယ်စကော်ပီယိုလို့ထင်ရပေမဲ့တကယ်တကယ်တော့ကိုယ့်ရဲ့အတွင်းတန်တန်ကို ပြောင်းလဲဖို့အတွင်းအစ္စတာကိုပြောင်းလဲဖို့စူးစမ်းအားထုတ်နေတဲ့စကော်ပီယိုတွေကိုတွေ့ရတယ်ဒီဘက်တကာလာအတွင်းမှာ ကျမ်းမာရေးတတိထားပါကျမ်းမာရေးဂယူဆိုင်ပေါ့နော်ဒါပေမဲ့လီယူခန်ဆာကကောင်းတဲ့ဟာပေါ့ကောင်းတဲ့အရာ ပေါ့ဥမာဖူးကျိတ်လေးဖြစ်တယ်ဆိုရင်ဖူးကျိတ်လေးကိုဆာဂျူရီလုပ်လိုက်တယ်လီးထုတ်လိုက်တယ်ကောင်းသွားတယ်အဲဒီလိုမျိုးဆိုကိုစီယာနီ crop လုပ်သွားတာစိတ်တန်ရရဆိုလဲအဲ့လိုပဲကိုစီယာနီ crop လုပ်သွားတာယူသွားတာလီးထုတ်လိုက်တယ်လို့ပဲယူသွားတာပေါ့နော်အဲခုနပြောသလို physical မှာဆိုလို့ရှိရင်လည်းအဲ့လိုဝန်းနေဒဏ်ရာတွေကိုမလိုချင်တဲ့အစိတ်ပိုင်းတွေကိုလီးထုတ်လိုက်တာပြအောင်လုပ်တာအဲ့ဒီဘုံမျိုးတွေဒါမဲ့လူတွေမသိရဘူး ဟိုမှာလေဆာနဲ့ဖျောက်တာမျိုးလည်းဖြစ်ချင်းပြင်မဲ့မှဲ့လေးပါးကြီးကိုမကြိုက်တဲ့အမှတ်သားတွေကိုလေဆာနဲ့ဖျောက်တယ်တက်တူးနဲ့ဖျောက်တယ်လူမသိဘူးတိတ်တိတ်ကလေးလှုပ်တာအဲ့လိုမျိုး crop လှုပ်တဲ့ cropping လှုပ်တဲ့ energy ကိုရတယ်ပေါ့နော် scorpio ကြီးဘလောက်ပဲလှုပ်ရလှုပ်ရလီရောတော့မြင်နေတယ် okay i'm so sorry just kidding so wish you all the best ပါနော် Sagittarius ko chi ma no aro Samurai rising jong me Sag ti the energy was gonna be a week for Sag Out of blue, there are Sash the Yama Timma Matabe net လိုချင်တဲ့ပစ္စည်းလေးတွေရတယ်ထင်မှတ်မထားဘဲနဲ့ကိုယ့်ရဲ့ dream job စီရတယ်ထင်မှတ်မထားဘဲနဲ့အဲစုတွေပေးတယ်ကိုယ့် bonus တွေပေးတယ်အဲ့လိုကိစ္စမျိုးလေးတွေဖြစ်လာဖို့ရှိပါတယ်တဲ့နော်အဲ Sagittarius ဒီအတွက်ကကြတော့ဒီတပတ်တာကာလအတွင်းမှာယောက်ျားလေးပဲဖြစ်ဖြစ် main girl လေးပဲဖြစ်ဖြစ် hormone နဲ့ influence ပေါ့နော် hormone နဲ့ပတ်သက်ပြီးတော့မငြိမ်နာမျိုးတွေကြောင့်ခန္ဓာကိုယ် hormone ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့်မို့လို့ စိတ်အတက်ကြမြားများတာပေါ့နော်တချို့ရက်တွေကျတော့လုံးဝ low mood ပေါ့နော် depress ဖြစ်နေတယ်လို့ပဲတချို့ရက်တွေကျတော့ very manic ပေါ့နော်အရင်ကတက်ကြွအဲအဲ့လိုမျိုးဖြစ်ဖြစ်မဲ့ပေါ့စိတ်ကိုမထိန်းနိုင်တာစိတ်ကိုအလိုလိုက်တဲ့ကိစ္စမျိုးတွေဖြစ်တတ်တယ်အဲ့တော့ meditation လုပ်ဖို့လိုအပ်တယ်လီယိုဒီမှာဆို rahu energy ရတယ်ပေါ့နော် rahu ဖန်ဆားထားတယ်လို့ပဲပေါ့နော်ပုံကန်ခြင်းနဲ့အဲတော်လှန်ခြင်းနဲ့ မကြိုက်ဘူးအဲအဲ့လိုပုံစံမျိုးအဲ့လိုစိတ်တွေအဲ့လို dark ဖြစ်တဲ့ဟာတွေကိုယ့်ရဲ့အဲ shadow self မှာ heal မဖြစ်သေးတဲ့အပိုင်းတွေပေါ့နော်ကိုယ့်မှာအဲ healing မရသေးတဲ့ကိုယ့်ရဲ့ကြမ်းတမ်းနဲ့အဲလူတွေကိုချမပြတဲ့ dark side တွေတစ်ချက်ချက်ပေါ်ပေါ်လာနိုင်မယ် sagittarius တွေ ali နော်ဆိုတော့အဲ့ဒါကို control လုပ်ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကိုခုပ်လုပ်ရလိမ့်မယ်ဒီတပတ်တာကာလာတို့မလာရီကြက်တာနေကြက်တာတွေကပြီးသွားရတယ်ဒါပေမဲ့ sagittarius တွေကခုကြမှာပဲဒီ effect တွေနဲ့ဥမျိုးသလားတော့မသိဘူးပေါ့နော် anyway there's a uh, reward maybe a small reward မဘိုးလေးရတာလည်းဖြစ်ချင်းပြီလိုချင်နေတဲ့ဟာလေးတခုလက်ထဲရောက်လာတာမျိုးတော့ဖြစ်လိမ့်မယ်သို့တော် major thing ကခုနပြောတဲ့ hormone influence တွေနဲ့ changes ဖြစ်တယ် rahu ဖန်စားတဲ့ဟာမျိုး energy ရတယ်အဲ့တော့ search လေးတွေ meditation လုပ်ပါเนาะတရားထိုင်ပါရသလောက်လေးလုပ်ပါเนาะ okay capricorn ကိုကြည့်မယ်အဲ့တော့ capricorn what's gonna be your week coming October 1st to 8 Capricorn Leo energy team Capricorn ရဲ့ week ကတော့စိတ်ရှည်တီးခံလမ်းကြောင်းမှန်မောင်းရံမော်တော်ကဒီတပတ်တာကာလအတွင်းမှာစိတ်ရှည်လေးတီးခံလေးအောင်မြင်လေးပဲတဲ့နော် ဒေါသထွက်မဲ့ကိစ္စတွေကိုယ်စိတ်တူအောင်လုပ်မဲ့ကိစ္စတွေပေါ်နိုင်တယ်ဒါပေမဲ့အဲ့ကြားတွေမှာကိုယ်ကစိတ်ကိုတိကျ control လုပ်ပြီး calm လုပ်ပြီးတော့ကိုယ်အမြင်သူ့အမြင်ကိုယ်အမြင်ကြီးပဲကြည့်ရမှာတစ်ဖက်လူကဘလို့အမြင်ရှိလဲဆိုတာရေ light တွေးပြီးတော့စစ်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  လှုပ်ဆောင်ပြီးတော့စိတ်ရှိရှိလေးနဲ့အလုံးလုံးရင်အောင်မြင်လိမ့်မယ်တဲ့အဲ့တော့ဒီတပတ်တာကာလတွင်မှာကိုယ့်ရဲ့အတက်ပညာတွေတချို့ကြတော့လေဒါ hand skill နဲ့ပတ်သက်တာပေါ့နော်လက်မှုအတက်ပညာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ကိုယ့်ရဲ့ physical skills ပေါ့နော်ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ဒါအတက်ပညာ fine arts ပေါ့နော်ဒါပကြီဆွဲတာဘာညာဒါတွေအကုန်ပါတယ်အဲ့လိုမျိုးအတက်ပညာတစ်ခုခုကိုအဲသွေးရဖို့ရှိတယ် refine လုပ်ရဖို့ရှိတယ်အဲဒါတွေကိုကိုယ့်ရဲ့အလုပ်ထဲမှာအသုံးချဖို့ အဲပြုပြင်ရတာအတုံးချပြခွင့်ရတာမျိုးကြုံရတတ်တယ်ဒီတစ်ပတ်တာကာလအတွင်းမှာကိုစကားအောင်လိမ့်မယ်ကိုပြောလိုက်တဲ့စကားအရာလေးတွေကအဖက်တင်လိမ့်မယ်လူတွေကလက်ခံလိမ့်မယ်ပေါ့နော်နောက်ကုံတယ်လုံနေတဲ့ Capricorn နေ import export လုပ်နေတဲ့ capricorn နဲ့ခီးသွာလာရေးနဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့ capricorn နဲ့ immediate မှာအောင်မြင်ဖို့ရှိပါတယ်။ဆုံးဖြတ်ချက်ချတာဒီလုပ်ငန်းကိစ္စဆောင်ရွက်တဲ့အခါမှာဒီတပတ်တာ October ရဲ့ first week ကို စတင်လှုပ်ဆောင်မှုရွေးချယ်ပါเนาะနောက်တစ်ခါကျတော့ဗုဒ္ဓဟူးနေ့လို့နေမျိုးအရန်ကောင်းတယ်လို့လူရောစိတ်ထဲမှာခံစားရတယ်เนาะဆိုတဲ့ခါကျဗုဒ္ဓဟူးနေ့ကိုရွေးပြီးတော့လှုပ်လို့ရတယ် Capricorn ni so I wish you all the best Aquarius ကိုကြည့်မယ်เนาะအဲ့တော့ Aquarius ဒီအတွက်ကို what's gonna be your week October 1st to 8th Aquarius. One more cup, please. နေလို့မပြောတဲ့ Aquarius တွေကိုတွေးရတယ်။ဂျောင်းပိတ်နေရလို့ခံစားနေရတဲ့ Aquarius တွေကိုတွေးရတယ်။ရံဖြစ်ချင်နေတဲ့ Aquarius တွေတွေးရတယ်။တရားရောက်ကိုပြောပစ်လိုက်ခြင်းနဲ့လှုပ်ပစ်လိုက်ခြင်းနဲ့ကိုကပြဿနာတွေကို attract လုပ်နေတယ်လို့ပဲเนาะ problems တွေကို attract လုပ်နေတယ်လို့ပဲ Aquarius တွေ လူအများနဲ့ဆောင်ရွက်ရတဲ့ကိစ္စကြီးမှန်တယ်များဒီတပတ်တာကာလအတွင်းမှာတတိထားဖို့လိုအပ်တယ်ကိုနဲ့အတွေ့အမြင်မတူတာအကြောင်းမို့လို့ကိုစိတ်ညစ်ရတာမျိုးပေါ့နော်စိတ်နှောက်ရှက်ဖြစ်ရတာမျိုးပေါ့နော်နောက်တစ်ခုကကျတော့လွတ်လပ်မှုတွေပျောက်ဆုံးနေရလို့ခံစားနေရတဲ့စိတ်တွေဒီ October Fest Week မှာများလာလိမ့်မယ်နော် October Fest Week မှာ Aquarius ကြီး Where is my freedom အဲ့တော့ငါရဲ့လွတ်လပ်မှုလွတ်မြောက်မှုဆိုတာဘယ်မှာလဲဘယ်တော့ရမှာလဲအဲ့တော့ ဟိုလွတ်လပ်နေတယ်လို့ခံစားနေရတဲ့သူတွေကိုပတ်ရမ်းတာမျိုးပေါ့နော်အဲ့တော့ရန်ဖြစ်ချင်နေတာမျိုးရန်ဆောင်နေတာမျိုးလေးတွေ့ရတယ် Aquarius စိတ်ထင်းဖို့လိုတယ်ပေါ့နော်အာ Rex ယူပြီးတော့ဘာမှမလုပ်သင့်ဘူးနော် Rex ယူပြီးတော့ခရီးသွားတာမျိုးလို့เนาะအဲတနေတကြီးကိုပြောင်းမှုချောင်းနေတဲ့ Aquarius တွေဒီဒီဘက်တာကလာတွေ့နည်းနည်း NDA များတယ်เนาะ NDA များနေရကိုနေတဲ့နေရာမှာပဲအေးစေးလေးခဏ neighbor အောင်လို့အကြံပေးခြင်းနဲ့ aquarius ဒီ message လေးရရနော်သိစိတ်ကတော့လေ personal reading မှာပဲပြောတော့မယ်နော် okay all right pisces ကိုကြည့်မယ် thank you တရားရသွားတဲ့ Pisces တီကိုလေးကိုတွေ့နေရတယ်ပေါ့เนาะတရားရတယ်ဆိုတဲ့နေရာမှာလက်ရှိအလောက်ကနေဆုံးခွာဖို့စူးစမ်းနေရလက်ရှိနေရာဒေတာမှာမပြောတော့ဘူးတချို့ကျနိုင်ငံခြားသွားကျင်တာမျိုးလိုနိုင်ငံခြားမှာအလုံးလုံးကျင်တာမျိုးတွေရှိရပေါ့เนาะအဲ့ဒါကြီးအတွက်ကိုอืมစိတ်ပိုင်းဖြတ်ပြီးတော့เนาะတချို့ Pisces ဆီဆိုလို့ရှိရင် Leo reading မှာကျတော့50%လောက်ကလုံးဝစိတ်ပိုင်းဖြတ်ပြီးတော့ okay ဒီလောက်ကငါဘလို့ပဲ bonus တီးပေးမယ်ပြောပြောဘလောက်ပဲငါကို appreciate လုပ်တယ်ပြောပြော I will quit. quit လုပ်လိုက်မယ်ငါဒီထက်ပိုကောင်းတဲ့ better world ကိုသွားမယ်ဆိုတဲ့ Pisces လေးတွေတွေ့နေရတယ်ပေါ့နော်ဆိုတော့ဘာပဲလုပ်လို့ကောင်းမယ်တချို့ Pisces ဆိုလို့ရှိရင်ခုနပြောလို့ဒီစီးစိမ်ဥစ္စာတွေဘာတွေမမှတ်တော့ဘူးယာတူးတွေမမှတ်တော့ဘူးဖျားတရားပဲလုပ်ချင်တယ်နော်ငေးအဲ့လိုဖျားတရားလုပ်မယ်လို့တရားစစ်ခမ်းဝင်မယ်တရားကျင့်မယ်လို့ဆုံးဖြတ်လိုက်တော့မှပဲ ။မငယ်ချားနဲ့ဆက်ဆက်တဲ့အလုတ်ကမ်းလမ်းမှုတွေပေါ်လာတာ။တရားစခန်းဝင်တာမျိုးတို့လောက်ရမှာပေါ့နော်။အဲ့တော့တရားစခန်းဝင်တာမျိုးတို့ဘာသာရေးလုပ်တာမျိုးတို့နော်။အဲ့လိုဟာမျိုးတွေကဒီမှာတစင်ကိုယ့်ရဲ့ကံပြန်တက်လာပြီးတော့ကိုတကယ်လှုပ်ချင်တဲ့အလုတ်မျိုးကိုရတာမျိုးလေးတွေဖြစ်တတ်တယ်တဲ့နော်။ဆိုတော့ Pisces ရဲ့ energy ကအဲ spiritual wall နဲ့ material wall နှစ်ခုကိုလင်းကိုပြနေတယ်။ ဆိုတော့ခံစားရတာတော့အပီးတိုင်တော့တရားမရသေးဘူးအပီးတိုင်လည်းသီလရှင်ဖုန်းကြီးဝက်လုံးဝဟိုပေါ့နော်ဟိုဆန်ရဆန်ရ religious path မှာပဲနေတော့မယ်ပတ်ဆက်မရှာတော့အလုံးမလုံးတော့ပါဘူးဆိုတော့ဖိုင်စီစီရောမတွေ့ရသေးဘူးဒါပေမဲ့အဲ့လိုမျိုးဆုံးဖြတ်လိုက်ပြီးတော့လုံမယ်ဘာသာရေးကိုလှုပ်တော့မယ်လို့စဉ်းစားလိုက်ပြီးတော့လှုပ်တုံးရှိသေးတယ်ခုနပြောသလိုဘာသာရေးလှုပ်လိုက်တော့မှ spiritual လှုပ်လိုက်တော့မှခုနကမ်းလှမ်းမှုတွေရလာတာမျိုးတွေဖြစ်မှာ Pisces ရဲ့ energy ကလည်းထူးဆန်းတယ်ပေါ့နော်ဒီတစ်ပတ်တာကာလအတွင်းမှာပေါ့နော်အဲ့တော့ let's wait and see Pisces good luck all right okay that's it for this week တော့ဒီအခုတင်ဆက်ပေးသွားသည်လာမယ့် October 10ရက်နေ့ကနေ10ရက်နေ့အထိရာသီပွားတစ်ပတ်တာသတင်းစကား weekly zodiac reading video clip လေးဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်အားလုံးနဲ့ resonate ဖြစ်မယ်လို့လူယုံကြည်ပါတယ်ထုံးစံအတိုင်းပေါ့နော်လေးရဲ့ဒီဗီဒီယိုကလစ်လေးကိုလေးရဲ့ YouTube channel လေးမှာ Facebook page မှာပါလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ် လီယိုကိုချစ်ခင်နဲ့နှစ်သက်တယ် support လုပ်ချင်တယ်ဆိုလို့ရှိရင်တော့လီရဲ့ YouTube channel လေးဖြစ်တယ် Soul of Leo Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့နော်။ Okay, Leo နဲ့ personal consultation ကြီးကြီးရာကိစ္စနဲ့ပတ်သက်ပြီးတော့မိမြန်ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင် Leo စီမှာ Venus package ရှိပါတယ်။အလောက်ကန်ကိစ္စ၊ငွေကြေးကိစ္စ၊စီးပွားရေးကိစ္စနဲ့ငွေကြေးထွက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိမြန်ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင် Leo စီမှာ Wall package ရှိပါတယ်။ Leo က Tilo Tarot Card Day Spiritual Need နဲ့ Fortune Reading Guideline ချပေးတာမဟုတ်ဘူးပေါ့နော်။နက္ခတ္တဗေဒပညာရဲ့ Western Vedic Hybrid Astrology ကိုအသုံးချပြီးတော့မိဘဝရဲ့ blueprint မိမိဘဝရဲ့ယက်တီနေထိုင်မှု soul purpose soul destiny ဘဝမှာဘာအလုပ်လုပ်ရင်ကောင်းအောင်မြင်မှာလဲဘာအလုပ်လုပ်ရင်ကံကောင်းမှာလဲကံကောင်းမှုဘာတွေလုပ်ရမှာလဲဆိုတာနဲ့ပတ်သက်တဲ့တဘဝစာလုံးရဲ့ blueprint ကို mapping ချပြီးတဲ့ soul mission package ဆိုရလေးရှိပါတယ်ဒါကတော့လက္ခဏာပိတံပညာကိုအသုံးချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိရဲ့မွေးချိန်အတိအကျသိရှိဖို့လိုအပ်ပါတယ် waiting time ကြာပါတယ် တန်းစီပြီးတော့ဆောင်းရပါတယ် prepaid booking လေးယူရပါတယ်နောက်တစ်ခုက Leo က spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Leo ဒီ counseling ပေါ့နော် talk therapy လေးလုပ်ပါတယ်အဲ့တော့ Leo နဲ့စိတ်တန်ရာကြီးလွတ်ချခြင်းတာပဲဖြစ်ဖြစ်စေတကားပေါက်တီဖွင့်ကျင်တာပဲဖြစ်ဖြစ်လီယိုနဲ့စကားပြောဆွေးနွေးအပြေရှာကြည့်ကျင်တယ်ဆိုလို့ရှိရင်လီယိုစီမှာ talk therapy package တစ်ခုဖြစ်တဲ့ ancestor ပါဒေါက်တာလီယိုရဲ့ package လေးတစ်ခုလည်းလီယိုစီစဉ်ပေးထားရှိပါတယ် တခြားတခြားသော package နဲ့အတူ consultation တွေကို booking appointment လေးလိုချင်တယ်ဆိုလို့ရှိရင်တော့ Leo ရဲ့ Facebook page Messenger chatbox ကနေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ်။ Leo က spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Leo text messaging နဲ့စာထိုက်ပြပြီး hobby လေးမရှိပါဘူး။ Leo audio call consultation, video call consultation only ပဲလုပ်ပါတယ်။ ယနေ့တက်တီအားပေးနေကြတဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီ subscriber တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းလို့ပြောကြရင်းနဲ့ပဲဒီတစ်ပတ်အတွက် video clip လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်လီရောနောက်ထပ်တစ်ပတ်ဒီမှာထပ်တွေ့ကြပါမယ် have a nice day to you all take care and bye bye